လူတွေရဲ့အသက်ဆိုတာအရှည်ကြီးပါတဲ့မနက်ပြောနေတာနော်လူတွေရဲ့အသက်ဆိုတာအရှည်ကြီးပါတဲ့နာနန်ဟီလေသူပေါ်ရီတော်တဲ့မင်္ဂလာပါဓမ္မရဲ့ဓမ္မနှုတ် channel မှာကြိုဆိုပါတယ်သူတော်ကောင်းဆိုတာဒီအသက်ကလေးကိုမကဲ့ရဲ့တဲ့မို့တဲ့ဘယ်သူပြောနေတာတော့မနက်ပြောနေတာဟုတ်လားနောက်သုံးခုမြောက်ပါပြောတော့ဆိုတော့စရိယာခိရမတော်ဝဘဝမှာ နွားနို့တောက်ပြီးတော့ရင့်မှုနေတဲ့ကလေးတယောက်လိုနေရမယ်တဲ့ဘယ်သူပြောနေတာတော့မန္တပြောနေတာနော်အေးနတ္ထိမစ္ဆုတာအာဂမောတေခြင်းရဲ့ရောက်လာတယ်ဆိုတာမရှိပါဘူးတဲ့စကားလေးခွန်ပြောရယ်နော်လူတွေရဲ့အသက်ဆိုတာအရှိကြီးတဲ့သူတော်ကောင်းဆိုတာဒီအသက်ကိုမကဲ့ရဲ့တဲ့မူတဲ့နွားနို့တောက်ပြီးတော့ရင့်မှုနေတဲ့ကလေးတယောက်လိုဘဝမှာနေရမယ်တဲ့တေခြင်းရဲ့ရောက်လာတယ်ဆိုတာမရှိပါဘူးတဲ့အဲ့လိုပြောတဲ့အခါကျတော့ မြတ်စွာဘုရားကတောက်လျှောက်ဖဲကာတာတပုတ်ရွတ်ဆိုပြီးတော့ပြန်တုတ်ပြန်ရတယ်ပေါ့မြတ်စွာဘုရားရွတ်ဆိုတဲ့ကာတာကတော့မနက်ရွတ်ဆိုတဲ့ကာတာနဲ့လုံးဝဆန့်ကျင်ဘက်ပေါ့နော်။ဘာရွတ်တုံးဆိုတော့အပ္ပယုကမနုဿာနဟီလေယနံသူပောရိတော စရိယာဒိဋ္ဌတိတောဝနတ္ထိမေဇုတ္တနာကမောတဲ့။အပ္ပယုကမနုဿာနလူတွေရဲ့အသက်ဆိုတာတူတူလေးပါတဲ့။ဟောမနက်ပြောသလိုအရှိကြီးမဟုတ်ဘူးတဲ့။လူတွေရဲ့အသက်ဆိုတာဘာလဲတော့ တိုးတိုးလေးပါတဲ့မာနကအသက်ကိုအရှည်ကြီးလို့ပြောတာနော်မြတ်စွာဘုရားတော့အသက်ဆိုတာဘာတဲ့တော့တိုးတိုးလေးပါတဲ့ပေးတဲ့တော့ဘလောက်ထိတိုးတယ်လို့ထင်တော့နော်အသက်ဆိုတာစိတ်တခဏတစ်ခုပဲဟုတ်လားနော်တေချာစဉ်းစားတော့အသက်ဆိုတာဘာလဲနော်တကက်တိုးတိုးလေးခဏကလေးပဲအလွန်တိုးတောင်းတယ်အဲ့ဒါအဲ့ဒီခဏလေးတွေဆက်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 ပြီးတော့ဖြစ်ပေါ်နေတဲ့သဘောဟုတ်လားတကက်တည်ငါတူတူလေးအသက်ဆိုတာ ဟုတ်လားเนาะဒါကတော့ဦးဇင်းတို့ပေးတဲ့ပေါင်းတတော်တို့အလွန်နားလည်ဖို့ခက်တယ်ပေါ့လူတွေကတော့ငွေလာနေပေါ့သေသည်အထိဒါကိုဘဝတစ်ခုเนาะအဲ့ဒီအတိုင်းတာအတွင်းကိုဒါဘဝတစ်ခုလို့သတ်မှတ်တာပေါ့เนาะအသက်50ဆိုရင်လည်း50 60ဆိုရင်လည်း60ပေါ့ဟုတ်လားဒါပေမဲ့တကယ်တမ်းကအသက်ဆိုတာမမရှိပါဘူးတူတူလေးပါ ဟုတ်ရဲ့လားဘလောက်ထိတူလဲလို့မေးရင်စိတ်တစ်ခဏတစ်ခုပဲเนาะ မြ мян ဆန်းဆန်းပြီးသွားတာပဲနောက်ထပ်ထပ်ပြီးတော့ဖြစ်ပေါ်လာတယ်အဲ့ဒါလည်းပြီးသွားနောက်ထပ်ထပ်ပြီးတော့ဖြစ်ပေါ်လာတယ်ဖြစ်เสียအကြောင်းရှိတော့ဖြစ်တယ်ပေါ့ပြီးသွားတာပဲဟုတ်လားဒါကြောင့်မြတ်စွာဘုရားကအသက်ဆိုတာဗါတဲ့တော့တူတူလေးတဲ့နောက်မနကသူတော်ကောင်းဆိုတာဒီအသက်ကိုမကင်းရဘူးလို့ပြောတာအဲ့ဒါမြတ်စွာဘုရားကဟီလေယနံသူပေါ်ရီတော်တယ်သူတော်ကောင်းဆိုတာဒီအသက်ကိုခဲ့ရမယ်အသက်ကိုမချီးမွမ်းရဘူးအသက်ကိုခဲ့ရမယ်အသက်ဆိုတာတူတယ် ကုံလွယ်တယ်ပျောက်လွယ်တယ်ဆင်းရဲတယ်ပင်ပန်းတယ်ဘာမှကောင်းတာမရှိဘူးလို့အသက်ကိုကယ်ရမယ်ဟုတ်လားပြီးတော့မနကဘဝမှာနွားနို့တောက်ပြီးတော့ရစ်နေတဲ့ကလေးတယောက်လို့နေရမယ်လို့ပြောတယ်မြတ်စွာဘုရားကဘာပြောတော့စရိယာဒိဋ္ဌတိတော်ပါတယ်ခေါင်းကိုမီးလောင်တဲ့လူတယောက်လို့နေရမယ်တဲ့မနမှာဥပမာနဲ့ပြောတတ်တာမဟုတ်ဘူးမြတ်စွာဘုရားလည်းထိတိမိမိပြောထားပါတယ်ဟုတ်လားကုသိုလ်ကောင်းမှုကိုလုပ်တဲ့နေရာမှာအဲ့ဒါလောက်အရေးတကြီးလုပ်ရမယ်ဆိုတဲ့အတိတ်ပဲကိုရည်ညွှန်းတာနော် ကောင်းကိုမီးလောင်ခံရတဲ့လူတယောက်လိုနေထိုင်ရမယ်တဲ့ဘဝမှာနောက်မနှက်ကတေချင်းရဲ့ရောက်လာတယ်ဆိုတာမရှိပါဘူးလို့ပြောတယ်။ယက်စွာဘုရားကတော့နတ္ထိမစ္ဆုတ္တနာကံဘောတေချင်းရဲ့ရောက်မလာဘူးဆိုတာမရှိပါဘူးတဲ့။တစ်ချိန်နေမှာတေကြပေါ့ရောက်လာလိမ့်မယ်။ဟုတ်ရဲ့လား။အဲ့တော့ပိသက်ပေါင်းသူတော်ကောင်းတို့မနှက်ပြောတာနဲ့ဘုရားပြောတာနဲ့ကအကုန်လုံးဆန့်ကျင်နေတယ်။ဒီနေရာမှာဥစဉ်စဉ်းစားမိတာလေးတစ်ခုပြောခြင်းနဲ့ပေါ့။အဲ့ဒါကဘာတုံးဆိုတော့ တရားဓမ္မတို့ရောဥရှင်တို့ရော မနကြီးကိုအကောင်းမမြင်ဘူးစိတ်တိုင်းလည်းမကြဘူးမျက်နှာမှုလည်းမရှိပါဘူးဒါပေမဲ့မနကိုအကောင်းသာမထင်တာမျက်တာမမျက်နှိုးတာသူပြောတဲ့စကားနဲ့တော့တရားဓမ္မတို့ဥရှင်တို့နေကြထိုင်ကြတာကတော်တော်ကိုညီညွတ်တယ်လို့ဆိုရမလို့ရှိတယ်ဟုတ်ဟုတ်လားနော်သူ့ကိုအကောင်းသာမထင်ဘူးမျက်တော်မမျက်နှိုးဘူးဒါပေမဲ့နေတာထိုင်တာကတော့သူပြောတာနဲ့တော်တော်ကိုညီညွတ်တယ်လို့ဆိုရမလို့ရှိတယ်တခုချင်းစဉ်းစားကြည့်နော် မန္တကလူတွေရဲ့အသက်ဆိုတာအရှိကြီးလို့ပြောတယ်ခမရတို့ကျုပ်တို့ကတော့ဘလို့ထင်တာတော့အရှိကြီးလို့ထင်တာအသေးချင်းတရားကိုဘလောက်ထိအဝေးကြီးမှပို့ထားအဲ့ဒီအချက်ကိုစဉ်းစားကြည့်လေဟုတ်လားအဲ့ဒီအချက်ကိုစဉ်းစားကြည့်တာနဲ့ကိုအရှိကြီးနေရမယ်လို့ထင်နေကြအောင်ဟုတ်လားနောက်မန္တကဘာပြောတော့သူတော်ကောင်းဆိုတာဒီအသက်ကိုမကဲ့ရဘူးလို့ပြောတာဒကာမတို့ဦးရှင်တို့ကအသက်ကိုမကဲ့ရမကဲ့ရရဲ့ သိမယ်ဆိုတဲ့စကားလေးကြားတာနဲ့ကိုပဲထိတ်လန့်တုန်လှုပ်ပြီးတော့ဖွာဟဲ့လွယ်ပါစီဖဲပါစီဟုတ်လားကြက်သေးမရှိမင်္ဂလာမရှိနားကိုမထောင်ခြင်းတော့ဒီအသက်ကိုအပြစ်ပြောဖို့ဆိုတာဝေလာဝေးဟုတ်လားဘုရားကအသက်ကိုကဲရမယ်လို့ပြောတယ်ခမရတို့ကျွတ်တို့ကအသက်ကိုမကဲရအသက်ကို မကဲရရဲတဲ့အပြင်နော်ဘာလုပ်နေကြနော်ငါရဲ့အသက်ဘလောက်ရှိပြီးရွှေရတုငွေရတုဆိုပြီးတော့မွေးနေဝဲနေပါလေလှုပ်ပြီးတော့အသက်ကိုချီးမွမ်းပြီးတော့ဂုံပြုတ်နေကြတာတောင်မရှိဘူးလားနော် မွေးနေ့ကိုအကြောင်းပြုပြီးတော့လှူတာကုသိုလ်ကဟုတ်လားဒါပဲဥစဉ်ကမွေးနေ့ပွဲတွေကိုရှုံချပြီးတော့ပြောတာမဟုတ်ကုသိုလ်ကောင်းမှုပြုတာဘာကိုပဲအကြောင်းပြုပြီးတော့လှုပ်လှုပ်ချီးမွမ်းတိုက်တယ်မျက်နှာတိုက်တယ်ပေါ့ဒါပေမဲ့ဒီမှာပြောတာကဒီအသက်ကိုချီးမွမ်းခံထုတ်နေတဲ့အပိုင်းကို ပြောတာဟုတ်တယ်မဟုတ်လားအေးကုသိုလ်လှုပ်တဲ့အနေအထားနဲ့အသက်ကိုချီးမွမ်းတဲ့အနေအထားကွဲပြားအောင်စဉ်းစားဖို့လိုတယ်ဆိုတာကိုပြောပြဟုတ်လားအခုကမွေးနေ့ပွဲတွေက မဟုတ်လဲလှုပ်ဟုတ်လဲလှုပ်လှုပ်နေကြတာဆိုတော့သူများနဲ့သွားပြီးတော့ညှိမှဆိုးပါတယ်ဟုတ်လားအဲ့တော့ပိသက်ပေါင်းတရကောင်းတို့မွေးနေပွဲတွေကိုရှုံချနေတာမဟုတ်ဒါပေမဲ့အသက်ကိုဂုံပြုတ်ချီးမွားနေတာကတော့နည်းနည်းတော့စဉ်းစားတရားရှိတယ်ဆိုတာကိုပြောပြဟုတ်လားမြတ်စွာဘုရားကအသက်ကိုဘာလှုပ်ရမယ်လို့ပြောတာတော့ကဲရရမယ်လို့ပြောတာဒီအသက်ဟာဘာမှကောင်းွက်မရှိဘူးဟုတ်ရလားအေးဒါကြောင့်ပိသက်ပေါင်းတရကောင်းတို့ မနဲ့ပြောတာနဲ့တော့တော်တော်ညီတယ်လို့ဆိုရမလို့ရှိတယ်ဆိုတာဒါကိုပြောတာဟောနောက်တစ်ချက်မနက်ကဘဝမှာဘလို့နေတဲ့နယ်လို့အကြံပေးတာနွားလို့တောက်ပြီးတော့ရစ်နေတဲ့ကလေးတယောက်လို့နေရမလို့ပြောတာအဲ့ဒါကတော့ကွတိကိုဝင်နေတယ်လို့ထင်တာဟုတ်တယ်မဟုတ်လားဘဝမှာဘလို့နေနေကြတော့ကိုဟာနဲ့ကိုတော့အဟုတ်ကြီးထင်ပြီးတော့နေနေတာမေမေရော်ရော်ပေါ့ပေါ့ဆာဆာတကယ်ကိုမှ ဖြစ်တယ်လို့နေနေကြတာမြတ်စွာဘုရားဆုံးမထားတဲ့ ခေါင်းမီးလောင်တဲ့လူတယောက်လိုနေရမယ်ဆိုတဲ့အဆုံးအမကတော့ဘယ်တော့ခါကာလမှာ ကိုယ်ဒီမှာပြည့်စုံမလဲဆိုတာတော့မသိနိုင်သေးဘူး။လောလောဆယ်တော့ဘလို့နေနေကြတော့နွားတို့တောက်ပြီးတော့ရင်မှုနေတဲ့ကလေးတယောက်လိုနေတာပါပဲ။ကိုယ်အတွင်းနဲ့ကိုတော့ဟုတ်ကြီးထင်ပြီးတော့နေနေကြတာ။ဟုတ်လား။မနက်ကဘလို့ပြောတော့နောက်ဆုံးစကားလေးကတေချင်းရဲ့ရောက်လာတယ်ဆိုတာ မရှိပါဘူးတဲ့။ဟုတ်လား။မြတ်စွာဘုရားကတော့တေချင်းရဲ့ရောက်မလာဘူးဆိုတာမရှိပါဘူးတဲ့ တရားမတော်အရှင်တို့ကဘယ်လိုထင်တာတော့တရားလိမ့်မယ်ဆိုတာတော့တည်တယ်ဒါပေမဲ့ရောက်မလာသေးပါဘူးလို့ပဲထင်နေတာဟုတ်တယ်မဟုတ်လားရောက်မလာသေးပါဘူးလို့ပဲထင်နေကြတာရောက်မလာဘူးဆိုတာမရှိပါဘူးတစ်ချိန်ချိန်မှာတရားပေါင်းရောက်လာနိုင်မယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့မြတ်စွာဘုရားရဲ့အဆုံးအမဆိုတာဘယ်လိုဆိုတာလေးကိုထင်ရှားအောင်ဒါဦးဇင်းတို့ပြောပြတာနော်အေးအဲ့တော့တည်ခြင်းနဲ့ပတ်သက်ပြီးတော့အရှင်ပြေအောင်ကြိုးစားတဲ့နေရာမှာ ဘယ်အတိုင်းတာတိဘလို့ခံယူချက်မျိုးနဲ့ကြိုးစားတဲ့လဲဆိုတာဒီသုတ်တန်လေးကိုအခြေခံပြီးတော့စဉ်းစားကြဖို့ပေါ့ဟုတ်လားကိုဟာကို့အတွေးတွေနဲ့ကို့ကို့တွက်ကိန်းတွေနဲ့ကိုလူသားတွေဟာတော့အမေကြီးမေ့ပြီးတော့နေနေကြတာတနေ့ပျက်စီးရလိမ့်မယ်တိတ်လည်းဝေးတော့တာမဟုတ်ဘူးတကယ်တမ်းကဟုတ်လားဆိုကြပါစို့ဦးဇင်းတို့ဆိုရင်ဒါအသက်44နှစ်တတန်းအရာနေရမှာဘလောက်ကြာမလဲနေခဲ့တဲ့အနေအထားကိုပြန်ကြည့်လိုက်ကြာခဲ့တယ်လို့မထင်ဟုတ်လား ေနှောင်းလက်ဒီလိုနဲ့ဒါတရွေ့ရွေ့နဲ့ပွားမှာပဲဟုတ်လားဒါကြောင့်နွားနို့တောက်ပြီးတော့ရစ်နေတဲ့ကလေးတယောက်လိုတော့မနေသင့်တာအမှန်ပဲပေါ့ဟိုးမြတ်စွာဘုရားလက်ထက်ကကုံတယ်ကြီးတယောက်အကြောင်းပြောအောင်မယ်လူတိုင်းတော့ကြားဘူးတယ်လို့ထင်ပါတယ်နော်စမီတော့ပြောရအောင်မယ်ပေါ့ဟုတ်လားအဲ့ဒီကုံတယ်ကြီးကသူကဘာရဏတိမှနေတာနော်သူကတော်တော်ချမ်းသာပါတယ်အဝတ်အထည်တွေရောင်းတာအဲ့ဒီကုံတယ်ကြီးကအဲ့ဒါတနေ့တော့ လေပေါင်း900လောက်နဲ့အဝိထေတွေတင်ပြီးတော့တာဝတိဘက်ကိုလမ်းပြီးတော့သူအလုလာလုတာပေါ့အဲ့ဒါဥရှင်တို့ဖြစ်ကျင်တော့သူတာဝတိကိုလည်းရောက်ပြီဆိုတော့ခကြီးက၈၀သွားလို့မရတော့ဘာဖြစ်တုံဆိုတော့မြည်ရည်တွေကြီးတာအဲ့ဒီခက်ကတံတားတွေဘာတွေကလည်းရှိမှမှမဟုတ်ဖဲကိုတော့မိုးကြီးပြီးတော့မြည်ရည်တွေကြီးတာအဲ့တော့ဘဲမှသွားလို့မရတော့သူစဉ်းစားတယ်တဲ့အင်းငါဘာရဏတိပြန်လို့ရှိရင်လည်းပဲခကြီးစိတ်တွေလည်းကုန်မယ်တော့အချိန်တွေလည်းကုန်မယ်အဲ့တော့မထူးဘူး ောဒီတဝဋ္ထိတင်မဲ့ငါမိုးလေးလားဆောင်းလေးလားနှွေလေးလားဒီမှာပဲနေပြီးတော့ငါဒီအဝတ်ထည်တွေကိုရောင်းချရင်းနဲ့ဒီမှာပဲနေလိုက်တော့မယ်လို့သူကအဲ့လိုစဉ်းစားအဲ့လိုစဉ်းစားပြီးတော့ဦးဇင်းတို့အရေးကောင်းတဲ့သစ်ပင်ကြီးတွေမှာလဲကြီးတွေဝိုင်းပြီးတော့အဲ့ဒီတင်ရောင်းချပြီးတော့သူနေတာသူရဲ့စိတ်ကိုက မိုးလေးလားဆောင်းလေးလားနှွေလေးလားဒီတဝဋ္ထိမှာပဲနေပြီးတော့အလုပ်လုပ်မယ်ပေါ့အဲ့ဒါနောက်နေ့မနေ့ကျတော့မြတ်စွာဘုရား စွန့်ကန်ကြွာလာတော့အဲ့ဒီကုံတွေကြီးကိုမြင်တယ်။မြင်တော့မြတ်စွာဘုရားကပြုံးတော်မူတယ်တဲ့။အဲ့ဒီမှာမြတ်စွာဘုရားဘာလို့ပြုံးလုံးဆိုတာကိုရှင်အနန္ဒာကိုတော်မြတ်ကမေးတော့မြတ်စွာဘုရားကအနန္ဒာတဲ့ဒီကုံတွေကြီးကငါသည်ဆောင်းလေးလားမိုးလေးလားမိုးလေးလားဆောင်းလေးလားနှွေးလေးလားဒီမှာနေပြီးတော့ရောင်းအောင်ပဲချအောင်ပဲဆိုပြီးတော့သူစဉ်းစားနေတာတကယ်ကတော့သူကနောက်9ရက်နေရင်သေလိမ့်မယ်တဲ့။သူ့ရဲ့အသက်ဟာ9ရက်ပဲရှိတော့တယ်တဲ့။ အဲ့ဒါကိုမြင်လို့ဩတတ္တဝါတွေဆိုတာကိုကထင်တာကတမျိုးတကယ်ဖြစ်လာမှကတမျိုးနော်ထင်တာနဲ့ဖြစ်တာနဲ့ဟာတခြားသည်ပဲလို့မြတ်စွာဘုရားဟောပါတယ်နော်အဲ့ဒါလို့မြတ်စွာဘုရားကတိလို့မြင်လို့ပြုံးတယ်ဆိုတော့ရှင်အနန္ဒာကအဲ့ဒီကုံတကြီးကိုအလွန်တနာသွားအဲ့ဒါနဲ့နောက်နေ့မနေ့ကျတော့သင်္ကန်းလေးယုံတပိတ်ပိုက်ပြီးတော့အဲ့ဒီကုံတကြီးရှိတဲ့လှဲဝိုင်းကိုကြွာလာတာနော်အလွန်တနာလာအဲ့ဒါနဲ့ကုံတကြီးကိုတွေ့တော့ကုံတကြီးကလည်းပဲတရားတရားရှိတဲ့ပုဂ္ဂိုလ်ဆိုတော့ ရှင်အနန္ဒာကိုဆွံ့နေပါလေကအမဆုံးဖုံးပေးပြီးပြီဆိုတော့ရှင်အနန္ဒာကတတေကြီးပြောရမယ်ဆိုတော့ဘယ်ကစားပြောရမှာမသိဘူးဒါပေမဲ့ရှင်အနန္ဒာက အလွန်မှလူကြီးလူခဲခတ်ကောင်းနော်အလွန်မှလိမ္မာပန်းတတ်တဲ့ပုဂ္ဂိုလ်ဆိုတော့ဘလို့ပြောတဲ့ထင်တော့တခါကြီးတဲ့အသက်အန္တရာယ်ဆိုတာသိနိုင်ခဲ့တယ်တဲ့ဒါကြောင့်မမေ့မလျော့နေတဲ့နေဟောစကားနှခွန်းပြောတယ်အသက်အန္တရာယ်ဆိုတာ သိနိုင်ခဲ့တယ်ဒါကြောင့်မမေ့မလျော့နေတဲ့နယ်အဲ့လိုပြောလိုက်တော့ကုံသေးကြီးကလည်းလိမ္မာပန်းတဲ့လူတစ်ယောက်ဖြစ်တယ်မျက်နှာရည်မျက်နှာကဲပြောပုံဆိုပုံကိုကြည်တာနဲ့သူနည်းနည်းရိပ်မိတယ်ဘာလဲတော့မသိဘူးဒါအရေးကြီးတယ်ဆိုတာတော့သူရိပ်မိအဲ့ဒါနဲ့သူကဘာပြန်မေးတော့ဆိုတော့အရှင်ဘုရားတဲ့တပည့်တော်အတွက်အသက်အန္တရာယ်များဖြစ်နိုင်လို့လားတဲ့ဟောဓာတ်ရိုက်မေးတာနော်အဲ့လိုမေးတော့မှရှင်အနန္ဒာကမေးလာပြီဆိုတော့စကားလမ်းကြောင်းပွန့်သွားပြီဆိုတော့တဲ့တယ်ပဲပြောလိုက်တာ ဟုတ်တယ်တခါကြီးတဲ့တင့်ကိုမြတ်စွာဘုရားကနောင်ခုနှစ်ရဲ့နေရင်သေလိုက်မယ်တင့်ရဲ့အသက်ဟာခုနှစ်ပဲရှိတော်တယ်လို့မြတ်စွာဘုရားအမိန့်ရှိတယ်။ဒါမြတ်စွာဘုရားရဲ့အပေါ်မှာလည်းပဲယုံကြည်မှုရှိတဲ့တခါကြီးဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားပြောတာကိုသူယုံတယ်။အဲ့လိုယုံကြည်မှုလည်းရှိတဲ့အတွက်ကြောင့်အလွန်တရာမှထိတ်လန့်တုန်လှုပ်သွားတာ။အော်ငါရဲ့အသက်ဟာခုနှစ်ရဲ့ပဲရှိတော်တယ်ဆိုပါလား။ဟုတ်လား။အဲ့ဒါနဲ့ကုံတယ်ကြီးကအလွန်ထိတ်လန့်တုန်လှုပ်ပြီးတော့မလှုပ်တုန်ဆိုတော့ ဩဘုရားမူရှိတဲ့တန်ဃာတော်တွေကိုခုနှစ်ရက်တည်းဆွန့်ပင့်ပြီးတော့ကတ်တယ်။အဲဒါဆုံးကတ်ပြီးတော့နောက်ဦးဇင်းတို့နောက်ဆုံးရက်ကျတော့ဆုံဖုံးပြီးပြီးတော့မြတ်စွာဘုရားကဆွန့်အနုမောဒနာတရားတခုဟောတယ်ပေါ့။အဲ့ဒီဟောတဲ့ကာထာလေးကအလွန်မှစဉ်းစားတဲ့အကောင်းနဲ့။ဘာဟောတော့ဆိုတော့ဣဒဝတ္တံဝတိတာမဣဒဟိမန္တဂိမိန်တုဣတိပါလဝိစိန်တေတိအန္တရာယောနာဘုရတိအတိညာမပြည့်စုံကြတဲ့မိုက်မဲတဲ့ပုံကိုယ်တွေဟာ မိုးကမှငါဘယ်မှာနေမယ်ဆောင်းကာလနှွေကာလမှငါဘယ်မှာနေမယ်ဘာတွေလုပ်မယ်အဲ့ဒီလိုနေမယ်အရေးတွေကိုပဲတွေးပြီးတော့နေတာတဲ့ဘယ်ချိန်ဘယ်နေရာမှာငါခန္ဓာကိုယ်ကြီးပျက်စီးမြန်သွားလိမ့်မလဲဆိုတဲ့အန္တရာယ်ကိုကြတော့မတိကြဘူးမမြင်ကြဘူးတဲ့အဲ့ဒီကာထာလေးရဲ့အဓိပ္ပာယ်ကအဲ့ဒီကာထာလေးကိုလည်းနားလဲရောအဲ့ဒီတကကြီးဟာတောတပတိမညံဘုံညံကိုရပြီးတော့တောတပံဖြစ်တယ်ဟုတ်လားတောတပံဖြစ်သွားပြီဆိုတော့စိတ်ချပါပြီပေါ့ ဲ့ဒါနဲ့မြတ်စွာဘုရားအကြောင်းတော်ပြန်ကြွသွားပြီဆိုတော့အဲ့ဒီကိုယ်နေကြီးကမြတ်စွာဘုရားကိုလိုက်ဖို့လိုက်ဖို့ပြီးတော့ပြန်လာ ပြန်လာတော့အဲ့ဒီလှဲဝိုင်းကြီးကိုရောက်တော့ခေါင်းခဲတယ်ခေါင်းမိုးတယ်ခေါင်းတောက်တယ်ဆိုပြီးတော့သူ့ရဲ့အိယာတွေကိုဝင်အိတ်တယ်အဲ့ဒီအိယာတွေမှာပဲကွယ်လွန်အိရှာရောက်ပြီးတော့ဒုတိတာနတ်ပြည်ကိုရောက်သွားတယ်လို့ဆိုရနော်ဘယ်တရားကိုနားလိုက်တာတော့မိုက်မဲတဲ့ပုံကိုယ်တွေဟာ မိုးခါနှွေခါဆောင်းခါငါဘယ်မှာနေမယ်ဆိုတာပဲနေရေးကိုပဲစဉ်းစားပြီးတော့အန္တရာယ်ကိုကြတော့မမြင်ညာဘူးဆိုတာလေးကိုနားပြီးတော့သောတာပန်ဖြစ်သွားတယ်ဒါကတော့မတို့ဥရှင်တို့လည်းစဉ်းစားတယ်ရှိတယ်နော်အေးကုံတဲ့ကြီးကတော့မြတ်စွာဘုရားရဲ့အကုန်ကြီးစိုးကြောင့်တရားမာကိုကြိုတိပြီးတော့ကောင်းတာကိုလုတ်ပြီးတော့ကောင်းရမြတ်ရကိုရောက်သွားတော့တော်တော်တော်သေးတယ်လို့ဆိုရမှာပေါ့ဒါကတော့မတို့ဥရှင်တို့ဒီသားလည်းရင်ဘယ်ချိန်သေးမယ်ဆိုတာလည်းမသိနော်မသိတာကိုလည်းမစဉ်းစား မိမိရောရောပေါ်ပေါ်ဆန်းဆန်းဖြစ်တယ်လို့နေပြီးတော့ဟုတ်လားတေကနေကြာမှာကြောက်ကြောက်ရွံ့ရွံ့တုံတုံလှုပ်လှုပ်နဲ့သေပြီးတော့မကောင်းတဲ့နေရာကိုရောက်သွားမဲ့အရေးတွေကိုအများကြီးမတွေးသင့်ဘူးလားတွေးသင့်တာပေါ့ညာတော်အဖြစ်ကတရားဓမ္မတို့အရှင်တို့တွေကမြတ်စွာဘုရားဟောထားတဲ့အတိုင်းဘယ်တော့မှဘယ်လိုနေပြီးတော့ဘာတွေလှုပ်လိုက်မယ်ဆိုတဲ့နေရည်တွေကိုပဲအတင်းအကွက်ချပြီးတော့တွက်နေကြဟုတ်လားဒါကအရှင်တို့လုံးဝမတွက်ရဘူးလို့မဆိုလိုပါဘူးဘဝဆိုတာက မသိမချင်းလဲနေကြရအောင်ပါဆိုတော့နေရေးကိုလည်းပဲအဆင်ပြေအောင်စီမံဖို့တွက်ကြဖို့လိုပါတယ်မလိုဘူးမဟုတ်သို့တော့ခက်နေတာက နေရေးကိုပဲတစ်ဖက်သက်တွက်ပြီးတော့သေရေးကိုကြတော့မှ အမေကြီးမေ့နေတာကတော်တော်မဆိုးဘူးလားအေးနေရေးဟာတေချာပေါက်နေရာဥမာဖြစ်တဲ့အတွက်ကြောင့်တွက်ဖို့လိုသလိုသေရေးကလည်းတေချာပေါက်တွေ့ရမယ်အရေးဖြစ်တဲ့အတွက်ကြောင့်တွက်ဖို့လိုတာပေါ့တကယ်တည်းကနေခြင်းနဲ့တေခြင်းမှာဘယ်အရာကမြဲတယ်လို့ထင်လဲ သိခြင်းကမြဲတယ်အတုဝမေဇီဝိတငါရဲ့အသက်ရှင်ခြင်းသည် မမြဲဒုဝမေမရဏငါရဲ့သိခြင်းသည်မြဲတယ်တဲ့ဒီလိုဆင်ခြင်ရမလို့မြတ်စွာဘုရားဟောတာဟုတ်လားသိခြင်းအကြောင်းကိုကြားရတာအလွန်မင်္ဂလာရှိတယ်လို့မှတ်ရမယ်နော်ဒကမာကြီးဟောဘုန်းကြီးကမွေးနေ့ပွဲမှာသိခြင်းအကြောင်းတွေဟောနေတာလို့စိတ်မချမ်းမသာမဖြစ်လေနဲ့ဟုတ်လားအေး အလွန်မှန်ကန်တဲ့သဘာဝကြားတယ်တမိုးရှိတယ်တကားကိုကြားရတာအလွန်မင်္ဂလာရှိရလို့အောင်မေးရဟုတ်လားအေးလူတွေကဒီနေရီးကိုအလွန်ဆွဲလန်းကြတာဆိုတော့တည်ရင်းနဲ့ပတ်သက်လာလို့ရှိရင်လေးသံလေးတောင်မကြားခြင်းကြောင့်အဲ့ဒါကတော်တော်ဆိုးနေတာ။တည်ရင်းကိုတကယ်တည်ရင်းကိုတကယ်ကြောက်တယ်ဆိုရင်လည်းပဲအသေးလွတ်အောင်လှုပ်လိုက်ကြဖို့ရှိတာ။ခုအဲ့လိုလှုပ်သလားဆိုတော့လေမလှုပ်။ကြောက်မဲ့တာကြောက်နေတာကြောက်မဲ့ဟာနဲ့တန်တန်တိုးအောင်ပဲလှုပ်နေကြ သေးရမှာကြောက်တော့ကြောက်တာပဲမကြောက်ဘူးတော့မရှိဘူး။ဒါပေမဲ့သေဖို့အကြီးလုပ်နေတာ။တေဖို့လုပ်တယ်ဆိုတာဘာပြောတာအောင်။ဘဝတွေထက်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 ရအောင်လုပ်နေခြင်းတွေအဲ့ဒါတေဖို့လုပ်တာပေါ့။ဘဝရရင်မတည်တဲ့ဘဝဆိုတာရှိမလား။မရှိဘူးနော်။ဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့တည်ခြင်းတရားကိုတကယ်ကြောက်မယ်ဆိုရင်လည်းအပြီးအပိုင်ကြောက်လိုက်ဖို့ကောင်းတယ်။ခုတော့အဲ့လိုလေမဟုတ်တောင်မရောက်မြောက်မရောက်တွေဖြစ်နေတာအောင်။မဆိုနိုင်ဘူးလား။အေးတေရမှာကြောက်တော့ကြောက်တယ်။ဒါပေမဲ့ တရားမှာကြောက်တယ်ဆိုရင်ပဲအဲ့ဒီကြောက်ပါတယ်ဆိုတဲ့သိခြင်းနဲ့ပဲထက်ချီတလဲလဲတွေ့အောင်လုပ်နေကြရအောင် ဟုတ်လားဒါကြောင့်ဘေးသာပေါင်းသူတော်ကောင်းတို့နောက်ဆုံးဦးဇင်းတို့တရားရဲ့ဏိဂုံးပိုင်းဟုတ်လားဘဝမှာမသေးခင်တော့ကိုယ်အတွေးတွေနဲ့ကိုယ်တော့အဟုတ်ကြီးဟုတ်ပြီးတော့နွားတို့တောက်ပြီးတော့ရစ်နေတဲ့ကလေးတယောက်လိုခပ်ပေါ်ပေါ်နေနေကြတာပေါ့ဒါကမသေးခင်တော့တော်တော်ဟုတ်တယ်လို့ဆိုရမှာပေါ့နော်ဒါပေမဲ့သေပြီဆိုတော့မှကြောက်ကြောက်ရွံ့ရွံ့ထိတ်ထိတ်လန့်လန့် နော်မျက်လုံးပြူးမျက်စံပြူးနဲ့တေချာရတဲ့သူတွေကြီးများလာပါတေချင်းတရားကိုတီတီငင်းငင်းရင်ဆိုင်သွားတဲ့လူဆိုတာအလုံးကိုရှားပါတယ်ဟုတ်ရဲ့လားအေးဒါကြောင့်ဘေးသာပေါင်းတို့တော်တို့တေချင်းတရားကိုဘေးအတိုင်းအတာတိဘလို့ခံယူခြင်းမျိုးဖြင့်ကြိုတင်ပြင်ဆင်သင့်တယ်လေဆိုရင်တလုံးနဲ့ပြောရင်ခေါင်းမီးလောင်တဲ့လူတယောက်လို့ဆိုတဲ့မြတ်စွာဘုရားဟောထားတာဒီဒေသနာလေးကိုအမှတ်ရဖို့မလိုဘူးလားလိုတယ်နော်အေးအဲ့တော့ဦးဇင်းတို့ဒီကနေ့ သိခြင်းတရားနဲ့ပတ်သက်ပြီးတော့ပြောလိုက်တာတရားတော်တော်ရှည်သွား၏။နော်တဏှာကြီးတောင် ခွဲတော့မယ်နော်။အဲဒီလောက်ပြောမလို့အရင်ကစိတ်ကူးမရှိပါဘူး။ဟုတ်လား။ဒါပေမဲ့ပေးတဲ့တော့ကစိတ်ဝင်စားမှုများများတယ်လို့အရင်စိတ်ထဲမှာထင်တယ်ပေါ့နော်။အဲ့တော့တရားကရှည်သွား။နော်တရားရှည်တာကိုပေးသက်ကိုလှည့်ချတယ်လည်းမအောင်မိပါနဲ့။ဟုတ်လား။အဲ့တော့ဒီနေ့ဦးဇင်းတို့တရားဘယ်နှပိုင်းပြောလိုက်တော့၃ပိုင်းပြောလိုက်တယ်နော်။သိခြင်းတရားဆိုတာဘလို့သဘောတဘာဝရှိလဲ။ တည်ခြင်းတရားကိုအစဉ်ပြေပြေချင်းဆိုင်နိုင်ဖို့အတွက်ဘယ်လိုကြိုးစားအထောက်ပြင်ဆင်မလဲဟုတ်လားအဲ့ဒါလိုကြိုးစားအထောက်ပြင်ဆင်ကြတဲ့နေရာမှာဘေးအတိုင်းတာတိဘယ်လိုခံယူချက်မျိုးဖြင့်ကြိုတင်ပြင်ဆင်မလဲဆိုတဲ့၃ချက်အတော့ဦးဇင်းတို့တရားသိင်္ဂါနေ့မှာစကားတခုပြောမယ်အဲ့ဒါဘာလို့ဆိုတော့ဘဝမှာလူတွေဟာတည်ခြင်းတရားနဲ့ပတ်သက်ပြီးတော့စဉ်းစားသည်ဖြစ်စီမစဉ်းစားသည်ဖြစ်စီတည်ခြင်းတရားနဲ့ပတ်သက်ပြီးတော့အစဉ်ပြေအောင်ကြိုးစားသည်ဖြစ်စီမကြိုးစားသည်ဖြစ်စီ နော်ဒီခန္ဓာကိုယ်ကြီးကတော့သူခยีသူသွားပြီးတော့သူ့အလုပ်သူအမြဲတမ်းလုပ်နေပါလေဒါကြောင့်အရက်အနာမရှိတောင်ချမ်းမြစ်တစင်းလို့အမြဲတမ်းစီစစ်နေတဲ့ဒီဘဝခยีမှာတရပီးတရတစ်ချိန်ပြီးတစ်ချိန်သေဖို့ကတော့ပို့ပြီးတော့နိနိလာနေတယ်ဆိုတာလေးကိုစဉ်းစားကြဖို့ပါနော်ဘဝမှာဘလို့ခံယူချက်မျိုးဖြင့်ဘာတွေကိုပဲလုပ်နေလုပ်နေဘာတွေကို တံပိုးထားပြီးတော့ဘာတွေကိုပဲရှာနေရှာနေဒီခန္ဓာကိုယ်ကြီးကတော့ ခကသူသာသူလု်သူလုပ်နေတဲတွကြောင်တဖြည်းဖြ်နဲ့နီနီလာတ်ဆိုာကတောမထင်ရှားဘူးလားထင်ရှားတော့เนาะအဲ့တော့ဘာပဲလုံနေလုံနေသူကလည်းသူ့အလုပ်သူလုံနေတယ်ဆိုတာလေးကိုစဉ်းစားပြီးတော့ဒီခဏကိုမပြည့်စည်သေးခင်မှာအကတ္တဗံကုသလံကောင်းမှုကို ပြုဖို့စိတ္တဗံပြမစီယံမြတ်သောအကျင့်ကိုကျင့်သုံးဖို့အလုံးအရေးကြီးတယ်ဆိုတာလေးကိုလိုရင်းကြကြမှတ်သားပြီးတော့ဘေးသက်ပေါင်းသူတော်ကောင်းတို့သည် အရေးပါတဲ့အရေးကြီးတဲ့တေခြင်းတရားကို အစဉ်ပြေအောင်ရင်ဆိုင်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့အရှင်တို့ဆန္ဒပြုပြီးတော့မေတ္တာပို့ရင်းဖြင့်နော်ရှောင်လွှဲ၍မရသောအရာဆိုတဲ့တရားကိုဆုံးတတ်ကြရအောင်နော်